အခုကျွန်တော်ကြည့်ပေးမှာကတော့တနင်္ဂနွေသားသမီးများအတွက်အော်တိုဘာလဒီလဝက်ကနေစပြီးတော့လပုံပိုင်းဒီအလောက်ကိုင်းငွေကြေးနဲ့ထူးထူးခြားခြားဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပြီးမှပဲဖြစ်ပါတယ်။အရင်ဆုံးအလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေကိုဒါကျွန်တော်ကအင်္ဂါဝိဇ္ဇာနဲ့ကြည့်ပြီးတော့ဟောကြားပေးမှာပဲဖြစ်ပါတယ်။နောက်ထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတော့တေရော့ကတ်နဲ့ ကကြမှာဖတ်ကြားပေးပါပဲဖြစ်ပါလေခင်ဗျာတနင်္ဂနွေသားမိများဟာဂူဒီအော်တိုဘာလာကုန်ပိုင်းအထိလုပ်ငန်းကိန်းငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေနောက်အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်အဲ့တော့လက်ရှိလုပ်ငန်းကိန်းငန်းတွေကိုပြင်ဆင်တာတို့ကြောင်းလဲတာတို့တိုးချဲ့တာတို့ဒါလောက်ကန်ဆောင်ရွက်ဖို့အတွက်အခွင့်အခါအသင့်ဆုံးဒါအချိန်ကာလပိုင်းခြားလို့လည်းပဲ ေါ်ကြားပေးလိုက်ရပါတယ်အဲ့တော့လုပ်ငန်းခိုင်ခံပိုင်းနဲ့ပတ်သက်တဲ့အဆင်ပြေမှု ကောင်းမွန်မှုတွေကို အများဆုံးရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာနောက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေနောက်မျက်နှာသာပေးမှုတွေကိုလည်းပဲရရှိစေတတ်ပါတယ်ငွေကြေးပိုင်းမှာတော့ငွေကြေးကုန်ကြမှုတွေအထွက်အပြုတွေတအားများတတ်ပါတယ်ငွေကြေးအတွက်လည်းနည်းနည်းစိတ်သောကများစရာလေးတွေလည်းပဲဖြစ်ပေါ်စေနိုင်လိမ့်မယ်လို့တွေးရပါတယ်အထူးပြောလို့တဲ့အချက်ကတော့ငွေကြေးပိုင်းမှာ အကုန်အကြအထွက်ပြူတွေအဲများပြီးတော့ပေါ့နော်အဲ့ဒီအတွက်နဲ့အဲစိတ်ညစ်ရမယ်စိတ်ရှုံးရမယ်ပုံစံလေးတွေကိုတွေ့ရပါတယ်ခင်ဗျာတကယ်အခုဒါကတော့အဓိကကျွန်တော်ဟောပြောပေးတဲ့အလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘာတွေထူးထူးခြားခြားကြုံတွေ့လာရဖွယ်ရှိနိုင်တယ်လဲဆိုတာကိုတော့တဲရော့ကန်နဲ့ကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အဲအခုဆက်လက်ပြီးတော့ဒီလာကိုပိုင်းဒီဘာတွေထူးထူးခြားခြားရှိလာနိုင်မလဲဆိုတာကိုတဲရော့ကန်လေးနဲ့ကြည့်ပေးလိုက်ပါပြီ အပြောင်းလဲကြီးကြီးမားမားတချို့ကြုံတွေ့လာရနိုင်ပါတယ်။အိုးပြောင်းအိမ်ပြောင်းအလုံပြောင်းနေရပြောင်းစတဲ့အပြောင်းလဲမျိုးတွေဖြစ်ပေါ်စေတတ်သလိုနေရအရွှေပြောင်းလေးတွေတို့ဒါမှမဟုတ်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေမျိုးတို့စတဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်။တိတာထင်ရှားတဲ့တိုးတက်ကောင်းမွန်မှုတွေအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာကိုယ့်ကိုကူညီပေးမမဲ့သူတချို့နဲ့လည်းပဲ ကြုံတွေ့ရတတ်တယ်လို့ကိုကိုအနှောက်ယှက်ပြီးအတိုက်အခိုက်ပြုတဲ့သူများနဲ့လည်းပဲကြုံတွေ့ရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီခုအော်တိုဘာလလဝက်ပိုင်းကနေစပြီးတော့အော်တိုဘာလပုံပိုင်းဒီတနင်္ဂနွေသားမိများရဲ့ကံတာရအခြေအနေဟာများသောအားဖြင့်တိုးတက်ကောင်းမွန်မှုတွေကိုရရှိလာစေနိုင်ပါလိမ့်မယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့တော့အပေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ တနင်္လာသားသမီးအနေနဲ့အခုရောက်ရှိနေတဲ့အော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလကိုပိုင်းအထိအလောက်ကိုင်းငွေကြေးနဲ့ထူးထူးခြားခြားဘလို့အဖြစ်အပျက်တွေကြုံတွေ့ရနိုင်မလဲဆိုတာကို ခေါ်ကြပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအလုံးကိုင်းခြေနေကိုကြည့်လိုက်တဲ့အခါမှာတင်းလာသားမိများဟာလုပ်ငန်းကိုင်ငန်းပိုင်းတွေမှာမတင်မကျဖြစ်နေတာပါတယ်။အဲ့တော့ဟိုမြောက်တီမြောက်ဖြစ်နေပါတယ်လို့ဆိုရမှာပါပဲ။အဲ့တော့ကိုလုံးနေတဲ့အလုပ်တွေကမပြီးသေးတာတို့မပြီးပြတ်တာတို့အဲထင်းကော့ခက်ခဲကြံ့ကြာနေတာတို့စတဲ့ပုံစံမျိုးတွေကို ကြုံရတတ်ပါတယ်နောက်တစ်ခုကလုပ်ငန်းကိန်းနှံပိုင်းတွေမှာအခက်အခဲအနှောက်အယှက်လေးတွေအနည်းနဲ့များဖြစ်ပေါ်စေတတ်ပါတယ်ဒါလေးတွေကိုနည်းနည်းဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာမိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ တင်းလာသမီးများအနေနဲ့ငွေကြီးစီးပွားလက်လာပါပိုင်းအနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးပွင့်လန်းတိုးတက်လို့လာပါလိမ့်မယ်။ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာနိုင်ပါမယ်။ဥမာဈေးရောက်နေတဲ့သူတရားဆိုလို့ရှိရင်ပို့ပြီးတော့အယောင်းဝယ်တွေခေါင်းလာလိမ့်မယ်။လက်လာပါတွေ ရှင်လာပါလိမ့်မယ်ဒါမှမဟုတ်ဒါတရနာသားများရဲ့ဒီအော်တိုဘာလကုန်ပိုင်းအထိပေါ့နော်ငွေကြေးကန်ကြမ္မာအခြေအနေကတော့တော်တော်လေးကိုကောင်းမွန်လှပါတယ်လို့ဒါလက်ရှိအင်္ဂါဝိဇာအရာကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်ဘာဒီတူတူကြဲကြဲကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရွက်ကတ်လေးနဲ့လည်းပဲထပ်ပြီးတော့ကြည့်ပေးပါပဲဖြစ်ပါတယ်တင်းနာသားများအနေနဲ့အော်တိုဘာလဝက်ပိုင်းကနေစပြီးတော့လကုန်ပိုင်းဒီဒီကာလတွေမှာ မိကောင်းဆွေကောင်းနေနဲ့စုံတွေ့ရတတ်ပါတယ်။ဆရာသမားလိုပုံကိုယ်တွေအကြီးအကဲလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်၊ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဘယ်ကိစ္စကိုပဲလုပ်လို့ဉာဏ်ပညာအတွေးခေါ်နဲ့လောက်ကင်ဆောင်ရွက်ခြင်းအပြင်ပေါ့နော်။ ပုံမူပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမှာအတီတူးညံတူအတွေးတူးအမြင်တူအတွေးသည့်အမြင်သည့်အိုင်ဒီယာသည့်တွေထွက်ပေါ်လာနိုင်တဲ့လို့အရာတွေကိုအသုံးချလုံဆောင်ရင်းနဲ့လည်းပဲအောင်မြင်မှုများရရှိနိုင်ပါလိမ့်မယ်လို့ပြောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့သောအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ အင်္ဂါသားသီးများတွေအခုရောက်ရှိနေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့အော်တိုဘာလာလာကုန်အထိပေါ့နော်ဒါကံကြမ္မာအခြေအနေကိုဟောပြောပေးပါပါအဲ့လိုဟောပြောပေးတဲ့ဆိုတဲ့အခါမှာအလောက်ကိုင်းနဲ့ငွေကြေးပိုင်းရဲ့နောက်ထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတဲရက်ကလေးနဲ့ဒါကံကြမ္မာဖတ်ကြားပေးပါပါမိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ ဖော်လို့လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအင်္ဂါသားမင်းများဟာလုပ်ငန်းကိုင်ခံပိုင်းနေနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေတော်တော်များများကိုကြုံတွေ့လာရနိုင်ပါတယ်အလုံးမှာအပြိုင်ဆိုင်တွေအနှောက်ယှက်တွေအတိုက်ခိုက်တွေပေါ်များစေတတ်ပါတယ်လုပ်ငန်းကိုင်ခံမကောင်းပါဘူးဆိုတဲ့သူတွေကရပ်လိုက်ရတဲ့အခြေအနေမျိုးတွေဒီကိုဖြစ်သွားတတ်ပါတယ်ဒါမှမဟုတ်အလုံးမှာတော်တော်လေးဂယူဆိုင်ဖို့သတိထားဖို့တော့လိုအပ်နေတယ်လို့ကျွန်တော်အနေနဲ့ မှာကြားလိုပါတယ်ခင်ဗျာထိုနည်းတူသွားပဲအလောက်ကိုင်းတဲ့တူငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေလည်းပဲဖြစ်လာနိုင်ပါတယ်အဓိကအပြင်တော့ငွေကြေးအတွက်နဲ့စိုးရိမ်သောကတွေအဲပူပင်ရမယ့်အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စမှန်မြအကုန်လုံးဟာလွယ်လွယ်ကူကူရှောရှောရှူရှူနဲ့အစင်မပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုပဲအဲကျွန်တော်အနေနဲ့တွေ့ရပါတယ်ဒါကြောင့်မလို့ဒါအလောက်ကိုင်းရောငွေကြေးပိုင်းရောနှစ်ခုသလုံးအားနည်းနေတဲ့ပုံစံမျိုးကို တွေ့ရပါတယ်ခင်ဗျာ။ဘာပဲဖြစ်ဖြစ်ဒီအခုလာမကုံကမှာဘလို့ထူးထူးခြားခြားအခြေအနေတွေဘလို့ကောင်းမွန်တိုးတက်မှုတွေရရှိနိုင်အောင်မလဲဆိုတာကိုအခုကျွန်တော်တဲရော့ကတ်လေးနဲ့ကြည့်ပေးမှာပဲဖြစ်ပါတယ်။ အင်္ဂါသားမီးများအနေနဲ့ခေါင်းမူစရာစိတ်ရှုပ်စရာတွေတော်တော်များများရှိလာနိုင်ပါတယ်။ဖီအားတွေအောက်ကိုရောက်နေတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်။အကောင်းဆုံးကျွန်တော်အကြံဉာဏ်ပေးချင်တာကဘယ်ကိစ္စကိုပဲဖြစ်ဖြစ်လှည်လင်းမြန်မြန်စဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါလို့အကြံပြုပေးလိုပါတယ်။နောက်ဒီကာလတုန်းကခရီးသူခရီးရာကြီးတွေသွားတတ်ပါတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်။အဲ့တော့ကံနေကောင်းဖို့အလောက်ကန်နဲ့ငွေကြေးပိုင်းရဲ့အစင်မပြေမှုတွေကနေပြီးတော့အစင်ပြေစေနိုင်ဖို့အတွက်ဆိုရင် ခလေးငယ်လေးတွေကိုမုံဝယ်ကြွေးတာလို့မုံဘိုးပေးတာလို့ကစားစရာဝယ်ပေးတာလို့လုပ်ပေးပါကို့ကြောင့်ခလေးလေးတွေပျော်ရွှင်ရလေအဲကိုရဲ့ကံတွေတောင်းလာလေပဲလို့ကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အပတ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ဗုဒ္ဓဘူသာသီးများတွင်အခုအော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလလာကုန်အထိပေါ့နော်ကံကြမ္မာအခြေအနေကိုဟောပြောပြမှာပါအဓိကအဖြစ်အလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ဘာတွေထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတေရော့ကန်လေးနဲ့ရေကျွန်တော်ဟောပြောဟောပြောပြမှာပါမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးဘူးဆိုရင်လည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ ဟောလို့လောက်ခဲ့ပြီလို့ရပါတယ်ခင်ဗျာဗုဒ္ဓဘုရားသင်းများဟာအခုဒီအော်တိုဘာလလာကုန်ပိုင်းအထိပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေနောက်တိုးတက်အောင်မြင်မှုတွေအစီအပြေမှုတွေကို ရရှိလာနိုင်ပါလိမ့်မယ်လုပ်ငန်းခိုင်နာပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းမွန်စေနိုင်တဲ့အခြေအနေမျိုးကိုလက်ရှိအင်္ဂါဝိစာအရာကျွန်တော်အနေနဲ့တွေ့လိုက်ရပါတယ်အလုံးမအကူအညီကောင်းအထောက်ပံ့ကောင်းနဲ့အဆက်အသွယ်ကောင်းနဲ့လည်းပဲများတော့ရရှိလာနိုင်ပါတယ်ကိုပါဟိုပဲလှုပ်ချင်လှုပ်ချင်ကိုပါဟိုပဲဖြစ်ဖြစ်ဖြစ်ရင်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုဖြစ်ချင်တာတွေကိုအင်တိုင်းအားတိုင်းနဲ့ကြိုးစားလှုပ်ဆောင်ပါလို့အကြံပြုပေးလိုပါတယ်ငွေကြေးပိုင်းငွေကြေးအစုလိုက်ပုံလိုက်ဝင်လာနိုင်ခြင်းရှိပါတယ် ဲ့တော့ထီပေါက်သလိုချဲပေါက်သလိုအမွေရသလိုမျိုးပေါ့နော်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေရှိနေတယ်လို့တွေ့ရတာဖြစ်တဲ့အတွက်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေကိုဖွင့်ထားပါအဲ့တော့လုပ်ငန်းကိန်းကပိုင်းတွေမှာလည်းပဲငွေရေးကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြည်လည်အောင်ဖြေရှင်းနိုင်မယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးလို့ရှိရင်လက်လာပါတွေအထူးပေါ်များကြွယ်ဝစေနိုင်ပါလိမ့်မယ်လို့ တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့အရင်ဆုံးအင်္ဂါဝိစာရအလောက်ကိုင်းနေငွေကြီးအတွက်ကိုကျွန်တော်ကြည့်ပေးတာပါဘာလီထူးထူးခြားခြားထပ်မံကြုံတွေ့ရခွဲ ရှိနိုင်မလဲဆိုတာကိုတဲရော့ကန်လေးနဲ့ကံကြမ္မာဖတ်ကြားပေးမှာပါဘာတွေကြုံတွေ့ရနိုင်မလဲဆိုတော့တိတာထင်ရှားတဲ့ဒုတဲ့အောင်မြင်မှုတွေကို ရရှိစေပါလိမ့်မယ်အဲ့တော့နာမည်ကုန်သွင်းနေနေကြော်စောပါလိမ့်မယ်အကူအညီကောင်းထောက်ပံ့ကောင်းတွေကိုရရှိမယ်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အလွန်ကောင်းမွန်တဲ့အချိန်ကာလပိုင်းခြားတစ်ခုကိုရောက်ရှိနေပြီလို့စိတ်ထဲမှာအယုံကြည်သာလက်ခံထားလိုက်ပါလို့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျမြတ်သက်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ကြာသာရေးသားမိများတွေအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒီကူရောက်နေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့လာကောပိုင်းဒီကျွန်တော်ဟောပြောပေးမှာပါဒါကိုအင်္ဂါဝိဆာနဲ့ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာဒါဘာတွေထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်မလဲဆိုတာကိုတဲတော့ကလည်းကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အဲ့တော့လက်ရှိ အင်းငါဝိဇာယာတွေးလိုက်ရတာကတော့အလုတ်ကင်ပါအစင်မပြေမှုတွေတော်တော်များများဖြစ်ပေါ်လာနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အဲ့တော့အလုတ်မှာကြီးခဲ့တဲ့သူတွေညဉ့်ညင်မှုတွေခံရတာတို့အလုတ်မှာလုပ်ငန်းတွင်ပြဿနာလေးတွေပေါ်ပေါက်လာတာတို့เนาะကိုနဲ့တခြားအဲသူတွေနဲ့ပေါ့เนาะဂျားထဲမှာအဲပြဿနာလေးတွေရှိလာနိုင်တာတို့စတဲ့အခြေအနေမျိုးတွေတွေ့ရပါတယ်။အဲ့တော့အလုတ်မှာအစင်မပြေမှုတွေနဲ့တူအတိုက်ခိုက်အနှောင့်အယှက်ပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။ သတိထားပါလို့မှာကြလို့ပါတယ်ခင်ဗျာ။နောက်ငွေကြေးပိုင်းမတင်မကြဖြစ်နေတတ်ပါတယ်။ရမယ့်ငွေကြေးတွေကရမလို့လို့ရမလို့နဲ့ကိုယ့်လက်ထက်ကိုရောက်မလာနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဖြည့်ရှင်းရမယ့်ကိစ္စတွေမှာမဖြည့်ရှင်းနိုင်သေးပဲနဲ့ပေါ့နော်။ခက်ခဲကြံ့ကြာနေတတ်တဲ့ပုံစံမျိုးတွေနောက်မတင်မကြဖြစ်နေတတ်တဲ့ပုံစံမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါမလို့အလောက်ကိုက်မှာ အားနည်းနေတယ်လို့ဝေးကြီးပိုင်းမှာလည်းပဲအားနည်းနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ထပ်ဘာတွေထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဘလို့ရရတွေလှုပ်တင်มาတယ်လဲဆိုတာကိုထပ်ပြီးတော့ကျွန်တော်တေရော့ကတ်လေးနဲ့ကြည့်ပြီးမှာပဲဖြစ်ပါတယ်။ တဲရောကကဲနံပိတ်ပုံကဒီတိုင်းတိုင်းကြီးနေနေတာမျိုးဒီတိုင်းတိုင်းကြီးလုံနေတာမျိုးမဟုတ်ဘဲနဲ့အပြောင်းလဲလေးတွေကိုစဉ်းစားသင့်တယ်လို့ဒါအကြံပြုလမ်းညွှန်ပေးထားပါတယ်အဲ့တော့အပြောင်းလဲတွေလုံမသာလည်းရင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်နောက်ဒီကာလတွေမှာငြိမ်ငြိမ်လေးနေနေရတာမျိုးမဟုတ်ဘဲနဲ့လှုပ်ရှားသွားလာနေရတဲ့အချိန်တွေ များနေတာပါတယ်အဲ့လိုမျိုးလှုပ်လှုပ်ရှားရှားသွားသွားလာလာလောဘကံရနေရထိုင်ရတဲ့အခြေအနေတွေပတ်သက်ပြီးတော့ကောင်းတယ်လို့တွေ့ရပါတယ်လူမှုရေးပိုင်းတွေမှာကိုယ့်ဘဝကိုကောင်းတဲ့သူတွေရှိတယ်လို့ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေနဲ့လည်းပဲ ကြုံရတတ်ပါတယ်အဲ့တော့ခက်ခဲစွာနဲ့ယုံကန်နေရတဲ့အခြေအနေတွေကြီးမယ်ဆိုရင်ဒီအခြေအနေတွေကနေယုံထွက်နိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်တော့ယုံထွက်ပြီးတော့လွတ်မြောက်သွားနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာရရအနေနဲ့ကတော့မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးရဲ့ထံမှာစပယ်ပန်းရှိကုန် ုံမဟုတ်စပယ်ညွန့်ရှင်းညွန့်လှူဒန်းပြီးတော့စူတောင်းပေးပါလို့ရတရားလေးပေးလိုက်ရပါတယ်ဒါအလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားအနောက်ရှက်အတိုက်ခိုက်တို့ကင်းအောင်ပေါ့နော်ဆောင်ရွက်ပေးပါခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင်လိုက်ရှယ်လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ တောက်ကြသားမိများတွေအခုရောက်ရှိနေတဲ့ဒီအော်တိုဘာလာလာဘက်ကနေစပြီးတော့လာကုန်ပိုင်းဒီအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုကျွန်တော်အင်္ဂါဝိဆာနဲ့ကြည့်ပေးပါမယ်ပြီးတဲ့အခါမှာဘာလီထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတဲရော့ကန်နဲ့ကံကြမ္မာဖတ်ကြားပေးပါမယ်ခင်ဗျာမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ် တောက်ကြသားသမီးများရဲ့အလုတ်ကင်နဲ့ပတ်သက်တဲ့အခြေအနေကိုတော့လွန်သာမှာဝမ်းသာကျင်တဲ့အားရမိပါတယ်။လုပ်ငန်းကိန်းနံပိုင်းတွေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေ၊နောက်အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အလုတ်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေ၊စိတ်ချမ်းသာမှုတွေကို အများဆုံးရရှိစေနိုင်မယ်။အချိန်ကာလပိုင်းသားကို ရောက်ရှိနေတယ်လို့ တွေ့ရပါတယ်ခင်ဗျာငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်တော့ငွေကြေးပိုင်းနေမှာအကုံအကြအထွက်ပြုတွေညားနေတတ်ပါတယ်အဲတချို့ငွေကြေးအတွက်နဲ့လည်းပဲစိတ်သောကများစရာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်အဲလိုအပ်လို့မလိုပေါ့နော်ပတ်စံနေအဲရှာရဖွေရတာမျိုးလေးတွေလည်းပဲဖြစ်တတ်ပါတယ်ဘာပဲဖြစ်ဖြစ်ငွေကြေးပိုင်းမှာတော့တကယ်ပဲအဲအားနေနေတယ်လို့ဆိုရမယ်အနေအထားမျိုးကိုသွားတွေ့ရပါတယ်ခင်ဗျာ ကြတာကတော့အရင်ဆုံးအင်္ဂါဝိဆာနဲ့အလုံးကိုင်ငွေကြီးအခြေအနေကိုကြည့်ပေးတာပါ။ဘာလို့တူတူကြဲကြဲကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရော့ကန်နဲ့ကကြမှာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။တောက်ကြသားသမီးများအနေနဲ့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေတွေဖြစ်ပေါ်စေတတ်ပါတယ်။နောက်ဒီကာလအတွင်းမှာ ကူညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်အဲ့တော့တိတာထင်ရှားတဲ့တိုးတက်ကြောင်းလဲမှုတွေနဲ့အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါလက်ရှိဒါကျွန်တော်တေရော့ကတ်ချိုးလိုက်တဲ့အခါမှာကြာနေတဲ့နမိတ်ပုံရဟောပြောပေးလိုက်ရပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်ရဲ့ဟောပြောချက်လေးတွေသဘောကျနှစ်သက်တဲ့ဆိုအဖမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် စနေသားများတွေအခုရောက်ရှိနေတဲ့ဒီရဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့လာကုန်ပိုင်းအထိပေါ့နော်အလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိဆာနဲ့ကျွန်တော်ကြည့်ပေးပါမယ်။ရပြီးတဲ့အခါမှာထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုဒါတဲရော့ကန်နဲ့ကန်ကြမဖတ်ကြားပေးပါမယ်ဖြစ်ပါလေခင်ဗျာ။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီလို့ကြားပါတယ်ခင်ဗျာစနေသားမီးများနေနဲ့လုပ်ငန်းခိုင်ငန်းပိုင်းတွေကရှေ့ကိုမရောက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်အလုံးမှာအဲခက်ခဲမှုတွေစိန်ခေါ်မှုတွေများစွာကြုံတွေ့နေရတတ်ပါတယ်အလုံးနဲ့ပတ်သက်တဲ့ PR တွေလည်းပဲတအားများနေတတ်ပါတယ်ဒါပေမဲ့အလုံးကိုင်းနဲ့ပတ်သက်တဲ့ဒီချိန်ကာလပိုင်းထားရဲ့အခြေအနေကတော့ဒါခက်ခဲကြတဲ့ကနေအဲကြိုးစားယုံကံပြီးတော့ပေါ့နော်များသောအားဖြင့်အစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာအဲ့တော့ငွေကြေးပိုင်းမှာတော့အဆင်ပြေမှုတွေရှိလာပါလိမ့်မယ်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေပွင့်လန်းလို့လာပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတချို့ကိုပြည်လည်အောင်ဖြည့်ရှင်းလုံဆောင်နိုင်လိမ့်မယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ဒါမလို့စနေသားမိများရဲ့ဒီကာလငွေကြေးပိုင်းအခြေအနေတွေ့ဖို့တော့ကျွန်တော်အနေနဲ့ ကောင်းပါတယ်လို့ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာကေတာကတော့အရင်ဆုံးအလုံးကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိသနဲ့ကျွန်တော်ဟောပြောပေးတာပါဘာလီထူးထူးကြဲကြဲကြုံတွေ့လာရနိုင်အောင်မလဲဆိုတာကိုတဲရကတ်နဲ့လည်းပဲကကြမှာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာစနေသားမိများဟာဒီချိန်ကာလပိုင်းသားမှာဘာသာရေးပိုင်းဆိုင်ရာကိစ္စရာမျိုးတွေကိုဆောင်ရွက်ရတတ်ပါတယ်။ဘာသာရေးအလုပ်လုပ်နေတဲ့သူတွေကလည်းပို့ပြီးတော့ကံနေကောင်းစေနိုင်သိမ့်မယ်လို့တွေးရပါတယ်။နောက်ဒီကာလအတွင်းမှာအတွေ့အကြုံအမြင်တို့ အတိရူးညံလူတွေရသွားတတ်ပါတယ်။နောက်တချို့ဘာလို့လို့ဘာကရမှမသိဘူးလမ်းပြောက်နေပါတယ်ဆိုတဲ့သူတွေကလည်းပဲဘာလို့လို့ဘာကရမယ်ဆိုတဲ့လမ်းစားတွေပေါ်ပေါက်လို့လာနိုင်ပါတယ်။အခွင့်လမ်းကောင်းတချို့ရလာနိုင်ပါတယ်။အဲတိုးတက်အောင်မြင်မှုလေးတွေလည်းရှိလာနိုင်ပါတယ်။အထူးသဖြင့်မိကောင်းဆွေကောင်းတွေနဲ့ဆုံတွေ့ရတတ်တယ်။ဆရာသမားလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါလည်းရှိ ဒေရောကကနမိတ်ပုံရကျွန်တော်ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာအခုကျွန်တော်ရဟောပြောချက်လေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးလှည့်ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်